င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံကရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တရားမျှတမှုရရှိစေရေးနဲ့တာဝန်ခံမှုရှိစေရေးအမေရိကန်တမ်မတ်ကြီးကထက်နိုင်ငံကိုလာရောက်ဆွေးနွေးပါမယ်ကမောရေလောင်တမန်အနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေပေသွားတဲ့စစ်သားအလောင်း12လောင်းကိုစစ်တပ်ကလာရောက်ကောက်ယူခြင်းမရှိဘဲလက်ကွင်းထဲမှာစွန့်ပစ်ထားတဲ့တဲ့ပါဝင်နောက်ဆုံးရတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ဒီပုတ်ကတော့မြန်မာနိုင်ငံမှာကျူးလွန်ဖြစ်ပွားခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တရားမျှတမှုရရှိရေးနဲ့ တာဝန်ခံမှုရှိစေရတဲ့အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတွေအတွက်တရားမျှတမှုဆိုင်ရာအကြီးအကျယ်အမတ်ကြီးကထိုင်းနိုင်ငံကိုလာရောက်ဆွေးနွေးမှာဖြစ်တယ်လို့အမေရိကန်အစိုးရကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။အော်တိုဘာလ၄ရက်နေ့ကနေ9ရက်နေ့ထိအမေရိကန်အကြီးအကျယ်အမတ်ကြီးဟာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုလာရောက်မှာဖြစ်ပြီးထိုင်းအစိုးရအဖွဲ့ဝင်တွေအရက်ပဲအဖွဲ့စည်းတွေကြံ့ကျင်သူတွေအဖွဲ့စည်းတွေနဲ့တွဲဆုံမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မြန်မာနိုင်ငံကရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်ခံခဲ့ရသူတွေအတွက် တရားမျှတမှုနဲ့တာဝန်ခံမှုရှိစေရေးကိုစိုးနေမှာ ဖြစ်တယ်လို့လည်းသိရှိရပါတယ်။အမေရိကန်သံမတ်ကြီးအနေနဲ့မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တာဝန်ခံမှုရှိစေရေးနဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုခံစားခဲ့ရပြီးအသက်ရှင်ကျင့်သူတွေအတွက်တရားမျှတမှုရှိစေရေးအမေရိကန်ပြည်ထောင်စုက ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။ဒါ့အပြင်အမေရိကန်အနေနဲ့ရိုဟင်ဂျာဒုက္ခသည်တွေသူတို့ရဲ့ဆန္ဒရဘေးကင်းစွာဂုဏ်သိက္ခာရှိစွာနဲ့မြန်မာနိုင်ငံကိုပြန်နိုင်ရေးအတွက်အထောက်အကူဖြစ် ေမဲ့အခြေအနေကိုဖန်တီးပေးဖို့ဆက်လက်တောင်းဆိုသွားမယ်လို့လည်းသိရပါရရှင်။ဘကောသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ဘကောတန်အုပ်ဖို့မြို့နယ်ဂမုံရေလောင်တမန်ဤမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတေသွားခဲ့တဲ့စစ်သားအလောင်း12လောင်းကိုစစ်တပ်ကလာရောက်ကောက်ယူခြင်းမရှိဘဲလေကွင်းထဲမှာစွန့်ပစ်ထားတဲ့တာရီခန်တရင်38ညနဲ့တရင်နဲ့ပြန်ကြတဲ့တာဝန်ခံရဲဘော်ဒုရက်ကရန်ကုန်ခေတ်စ်ကိုပြပြပါရစေ။အော်တိုဘာလ3ရက်နေ့မနေ့9နိုင်လောက်မှာ အုပ်ပိုမြို့နယ်ပိုင်းဘကိုးရုံးမှအတွင်းကမုံရေလောင်တမန်ကိုဝိုင်းကျေးရွာရဲစခန်းကနေတက်လာတဲ့အင်အား40ကျော်ပါတဲ့အကြမ်းဖက်စစ်ကြောင်းကိုတာရီခန်တရင်38တညာနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကစောင့်ကြိုတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သား12ဦးဟာထေသွားတာဖြစ်ပြီးအလောင်းတွေကိုလက်ရှိချိန်ထိလာရောက်ကောက်ယူခြင်းမရှိသေးဘဲ လက်ခွင်းတန်းမှာစွန့်ပစ်ထားတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။တိုက်ခိုက်မှုအတွင်းမှာလက်လက်ခရမ်းတွေကိုလည်းသိမ်းဆဲရရှိခဲ့လို့ရဲဘော်တူရကပြောပြပါရရှင်။ ကရင်ပြည်နယ်တရင်တဘောကိုတင်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်ဖာပွန်မူဒိုခရိုင်မှာစက်တင်ဘာလအတွင်းတိုက်ပွဲပေါင်း144ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်ကတရင်မှုတူတက်ခွဲမှု2ဦးပါဝင်စစ်သား49ဦးသေသွားတယ်လို့မူဒိုခရိုင်ကတင်ထုတ်ပြန်ပါရစေ။စက်တင်ဘာလတရက်နေ့ကနေ30ရက်နေ့ထိဖာပွန်မူဒိုခရိုင်အတွင်းမှာ KNL အမှတ်9တပ်မဟာနဲ့ ပူပေါင်းတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်စစ်ရှုံးကောင်စီကိုတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲပေါင်း144ကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ရှုံးကောင်စီဘက်က49ဦးတေသွားတာဖြစ်ပြီး42ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။တေဆုံးသူတွေထဲမှာအကြက်ဖက်စစ်တပ်ဘက်ကတရင်မှုတူတက်ခွဲမှု2ဦးနဲ့ဒုတက်ခွဲမှု2ဦးတို့ပါဝင်ပြီးဒဏ်ရာရှိသူတွေထဲမှာတရင်မှုတူပါဝင်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါဗျ။သတင်းပါလာအတွင်းမှာအကြက်ဖက်စစ်ရှုံးကောင်စီက ထောက်ပုံမှုတော့ခရံအတွင်းမှာပြည်သူလူထုနေဟရာကျွော်ရီလက်ဝန်းခွင်တွေအတွင်းကိုရွေချက်ရှိရှိလက်နက်ကြီးအလုံးကြီး69လုံးခန့်ပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ3ဦးဟာသေဆုံးခဲ့ရတာက9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။မွန်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါမယ်။ မွန်ပြည်နယ်ရင်းနှွန်နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကတုရောင်ရွေးကောက်ပွဲကိုအကြောင်းပြပြီးသကောင်စင်ကောက်ယူလှုပ်ဆောင်နေမှုတွေမှာပါဝင်ပတ်သက်နေသူအလုံးကိုစရေးပြစ်မှတ်ဖြင့်သတ်မှတ်မယ်လို့ရင်းနှွန်နယ်အခြေစိုက်ဒေါနာစစ်ကြောင်းနှင့်ရေးပြောက်ကြားတက် YGF ကအသိပေးချက်သတင်းထုတ်ပြန်လိုက်ပါတယ်။အဲဒီသကောင်စင်လိုက်လံကောက်ယူမှုမှာပါဝင်ပတ်သက်ခြင်းလုံးဝမပြုလုပ်ဖို့အတွက်တတိပေးထားပြီးပါဝင်ပတ်သက်ရင်တော့စရေးပြစ်မှတ်ဖြင့်သတ်မှတ်မယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာပြည်သူတွေရွေးချယ်တင်မြှောက် ထားတဲ့အစိုးရစီကနေမတရားအာဏာသိမ်းတာငြင်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ပြည်သူတွေပေါ်ကိုလက်နက်အားကိုးကအကြမ်းဖက်နှီးမျိုးစုံနဲ့ဖမ်းဆီးတပ်ဖြတ်သားတွေကိုလုဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ပြည်သူတို့ရဲ့အိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးတာတွေကိုလည်းလုဆောင်ပြီးကမှနိုင်ငံရေးထွက်ပေါက်ဖြစ်အတူအောင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်တယ်လို့လည်းရေးမြို့နယ်အခြေဆိုင်ဒေါနာစစ်ကြောင်းနှင့် ရေးပြောက်ကြားတက် YGF ကထုတ်ပြန်ထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့လောင်နိုင်ငံမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဘက်ကနိုင်ငံသားရေးမြေတံအတွင်းပေါ်အောင်ကျော်မိုးကိုကိုယ်စားလှယ်ဖြင့်ဆင်လို့တက်ရောက်စေပဲလို့ဂျပန်နီကီအေရှားသတင်းဌာနကရေးသားဖော်ပြထားပါတယ်။2021ခုနှစ်ကနေစတင်ပြီးအာဆီယံအဆင့်မြင့်အစည်းအဝေးတွေနဲ့ထိပ်သီးအစည်းအဝေးတွေမှာစစ်ကောင်စီဘက်ကနိုင်ငံရေးရာယာတူးကိုကိုယ်စားပြုသူတွေကိုတက်ရောက်ခွင့်ကိုအာဆီယံကပိတ်ပင်ထားခဲ့တာဖြစ်ပြီးနိုင်ငံရေးကိုယ်စားပြုမဟုတ်တဲ့ကိုယ်စားလှယ်ကိုသာဆင်လို့ဖို့အရေးယူခဲ့တာလည်းဖြစ်ပါတယ်။အောင်ကျော်မိုးဟာဇူလန်လာတွင်ပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံသားရေးရာဝန်ကြီးများ စည်းဝေးကိုလည်းတက်ရောက်ခဲ့ဘူးသလိုအခုနှစ်လာအိုနိုင်ငံကအာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခြင်းအာဆီယံအစည်းအဝေးတွေကိုစစ်ကောင်စီကကိုယ်စားလှယ်ဖြင့်ဆင့်လုပ်ကပုံမပေါဝင်လာခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီနဲ့ဆက်ဆံရမှာအာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပြီးအနာဂတ်ထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီဘက်ကဆက်လက်ပါဝင်ခွင့်ရမရဆိုတာကိုလည်းရှင်းလင်းစွာမသိရှိရသေးဘူးလို့လည်းသိရပါဗျ။လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေနဲ့တူဂျပန်အမေရိကန်တရုတ်နဲ့တောင်ကိုရီးယားနိုင်ငံတို့ကနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမှာလည်းဖြစ်ပါတယ်လို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မကွေးတိုင်းစရုပ်ဓာမြို့နယ်မှာအကြက်ဘက်စစ်ကောင်စီတွေတကောင်စင်ကောက်ယူဖို့ကူညီပေးနေတယ်။နန်ကျူးရအုတ်ချုပ်ရည်မှုမုံတိုင်းကိုပြစ်ခတ်တက်ခတ်ရမှာ သေသွားပြီလို့စေရုဒ္ဓါမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပြောပါရတယ်။အော်တိုဘာလတရနေ့ည9နိုင်လောက်ကစေရုဒ္ဓါမြို့နယ်နန်ကျူးရွာပြူစောတီခေါင်းဆောင်အုပ်ချုပ်ရေးမှူးမုံတိုင်းကိုစေရုဒ္ဓါမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကဝင်းရောက်ဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်နဲ့ဆက်ကဆပတ်သက်တဲ့အချက်လက်ပတ်တမ်းတွေကိုသိမ်းဆည်းနိုင်ခဲ့လို့လည်းသိရှိရပါရတယ်။အဲဒီလိုပြူစောတီမုံတိုင်းကိုဖမ်းဆီးစဉ်မှာနန်ကျူးရွာပြူစောတီအဖွဲ့ကတနက်တွင်နဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ပြီးသူတို့ခေါင်းဆောင်ကိုကယ်ထုတ်ဖို့ကြိုးပမ်းခဲ့လို့လည်းသိရှိရပါရတယ်။အဲဒီလိုတိုက်ခိုက် ်မှုတွေဖြစ်ပွားနေခြင်းပြူစောတိခေါင်းဆောင်မုံတိုင်းဟာတော်လဲရဲဘော်တွေရဲ့တနက်ကိုလူကြတာကြောင့်ပြစ်ခတ်ရာကနေတည်ဆုံးခဲ့လို့လည်းသိရှိရပါတယ်။တည်ဆုံးသွားတဲ့နန်ကျူရွာအုပ်ချုပ်ရေးမှူးမုံတိုင်းဖြစ်သူဟာကျေးရွာတိုက်နယ်တွေကကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုသကောင်စင်းကောက်ဖို့ကိစ္စနဲ့အစီအဝေးဆင့်ခေါ်ထားတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။